ညှို့တက်တန်လိုက်တက်ဒီလိုအကြောင်းအရာတွေအပြင် community what the hell အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဆရာပီမိုးနေသားထားတဲ့အိစာတရစိတ်ပညာဆိုတဲ့စာအုပ်လေးအကြောင်းကိုပြောပြပေးပါမယ်ဒီစာအုပ်လေးကတော်တော်လေးကြာပြီဗျကျွန်တော် parking လက်ထက်ကနေစာအုပ်လေးဒေးကြည့်လိုက်တော့1985ခုနှစ်ကနှစ်40လောက်တော့ရှိပြီပေါ့တောက်ပေါ်ကောင်းတဲ့အတိုင်းပဲ စိတ်ပညာအကြောင်းကိုရေးထားတယ်။သိစိတ်မသိစိတ်အတွင်းစိတ်အပြင်စိတ်ညှို့တဲ့တန်လိုက်တဲ့စားတဲ့အကြောင်းအရာတွေအပြင် communication skill ကောင်းအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့အချက်လေးတွေပါပါပါတယ်။အရင်ဆုံးယုံကြည်စိတ်အကြောင်းလေးရင်ပြောအောင်ကျွန်တော်တို့စိတ်ထဲမှာယုံကြည်နေတဲ့အရာတွေကအပြင်မှာတကယ်အမှန်တကယ်ဖြစ်နေတတ်ပါတယ်။အာကျွန်တော်တို့မိမိစိတ်ကဖြင်းမြောက်လို့တဲ့အခြေအနေကိုရမယ်လို့စိတ်က နှစ်နှစ်ကာကာယုံကြည်နေဖို့ပဲလိုပါတယ်။ငါတတိဖြစ်နိုင်ငါချစ်သက်ဝဲကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်နိုင်အဲ့လိုပဲကိုလိုချင်တဲ့အရာကိုစိတ်ထဲမှာယုံကြည်ထားလို့ရှိရင်တနည်းနည်းတစ်ချိန်ချိန်မှာဖြစ်လာပါလိမ့်မယ်။အဲ့ဒါတကယ်ပြောရအောင်နော်။ဒီအလုပ်လုပ်တဲ့အခါမှာကိုကယုံကြည်ပြီးတော့လာလို့တခုခုဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုစိတ်ထဲမှာစွဲထားစွဲထားတဲ့အတိုင်းတကယ်ဖြစ်တယ်။ကျွန်တော် NLP သင်တန်းတစ်ခုတက်တော့လည်းတိကျတယောက်ကပြောဘူးတယ်။ဖြစ်ချင်တာရှိပြီဆိုရင်တဲ့ အဲ့ဒါကိုတကယ်ဖြစ်နေပြီဆိုပြီးတော့စိတ်ထဲမှာတွေးတာအတိတ်မှာလည်းမဟုတ်ဘူးအနာဂတ်မှာလည်းမဟုတ်ဘူးလက်ရှိပစ္စုပ္ပန်မှာဖြစ်နေတဲ့အတိုင်းကိုယ့်ရဲ့စိတ်ထဲမှာနှလုံးသွင်းတာဆာမွေးအောင်ခြင်းနဲ့ဆာမွေးမဖြစ်ရသေးဘူးမဖြစ်ခင်ကနေကငါဆာမွေးအောင်ပြီဆိုပြီးတော့မှတ်တာအဟုတ်တကယ်အောင်ပါလေဒီကိုပြစ်ချင်တဲ့အရာတွေကိုစာအုပ်ထဲမှာချရေးထားတာဖုန်းနဲ့ record သွင်းထားတာ အဲ့လိုအရာတွေကိုပြန်ပြီးတော့ဖတ်တာနားထောင်တာလုပ်ပြီးခြင်းအပြင်မိမိဖြစ်ချင်တဲ့အရာတွေကိုဖြစ်လာဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။နောက်ထပ်ယုံကြည်မှုတစ်ခုအဲ့ဒါကဘာလဲဆိုရင်နတ်တေယုံကြည်တာပြတ်တရားမလို့ရရသာမလို့စားတဲ့ယုံကြည်မှုတွေကကြတော့မရှိတင်ပါဘူး။အပေါ်ကပြောခဲ့တဲ့အတိုင်းပဲကိုယုံကြည်နေလို့ရှိရင်ဖြစ်ပါတယ်။မယုံကြည်ရင်မဖြစ်ပါဘူး။ပြတ်တရားနေ့မှာဘာဖြစ်တတ်တယ်ညာဖြစ်တတ်တယ်ဆိုပြီးယုံကြည်ထားရင် အဲ့ဒီယုံကြည်မှုအတိုင်းဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာပစ္စည်းဝယ်တာကစားခေါင်းလျှော်တာသဘင်ညက်တာအဆုံးသူ့ရဲ့လေးရင်းနဲ့သူရှိတယ်အာအောင်ကျော်စံတော်မဝယ်ကောင်းလွမ်းပုံသာဝယ်ပါလိမွေးနေ့တောက်ကြတနင်္လာကီတာစံဖြတ်မပြုတ်အပ်ဒီလိုမျိုးသကပုံလေးတွေနဲ့အစရှိပါတယ်ကျွန်တော်အန်ဒီလေးတယောက်ဆိုလို့ရှိရင်ပြဿနာနဲ့ပတ်သက်ပြီးတော့ဘာပြောလိုက်တာလဲမသိဘူးဦးလေးပြန်ပြောတဲ့စကားအရင်သဘောကျတယ်မိခင်တယောက်ကဒီကလေးမွေးခြင်းကိုဘိုင်းနာနေတဲ့အခါမှာ တဒီနေ့ကစရာမလို့မမွေးခြင်းကိုမနှက်ပြန်ရရသားကိုရှေ့ပြပါလို့လုံးလို့မရဘူးတဲ့အဲ့ဒီဥမာနဲ့ကျန်သဘောကြတယ်ဒီကျွန်တော်နိုင်ငံမှာမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းဒီလိုမျိုးသူ့အယူအဆလေးတွေနဲ့သူတို့ရှိတယ်ကျွန်တော်နိုင်ငံမှာဆိုရင်ကားဝယ်တာတို့ဆိုင်ကယ်ဝယ်တာတို့ဆိုလို့ရှိရင်နှက်ပြရတယ်တချို့ဆိုကနာပေးတယ်ကိုရီးယားမှာလည်းအဲ့လိုလုပ်ပါတယ်ဒီနိုင်ငံမှာဘလောက်မှမကုန်ဘူးကိုရီးယားမှာက120 30လောက်ကုန်ပါတယ်မြန်မာငွေနဲ့တွက်ရင်တော့တိန်း 80 90လောက်ပေါ့နော်ကျွန်တော်တို့ကတကူကူအေးအေးကားတွေဆိုင်ကယ်တွေဝယ်ပြီးတော့နတ်မပြရင်ပဲဆိုင်ကယ် accident ဖြစ်မှာလို့လို့ကားတိုက်မှာလို့လို့အတိတ်ကရင်းစိကန်လန်းစိကန်နားလေဆိုရင်အဲ့ဒီအကြောင်းအရာတွေကဖြစ်เสียအကြောင်းတခုမှမရှိပါဘူးတခုခုလောက်တဲ့အခါမှာအကြောင်းအရာတခုတည်းကိုပဲ focus ထားပြီးတော့လုပ်ပါမရောနဲ့လိုင်းမကြောင်နဲ့ဘာသာစကားတခုခုလေ့လာတဲ့အခါမှာဒီအင်္ဂလိပ်ကတော့ basic မလို့ထားလိုက်တော့ တခြားဘာသာစကားတွေအင်္ဂလိပ်အော်အင်္ဂလိပ်တဲ့ဂျပန်ကိုရီးယားတရုတ်ထိုင်းစားတဲ့ဒီဘာသာစကားတွေကိုအကုန်ရောတင်နေပြီဆိုလို့ရှိရင်ဘယ်ရာမှမဖြစ်မြောက်ဘူးတဲ့ဒီလူတစ်ယောက်ကနှစ်ဘာသာလောက်ပဲတင်ပေါ့အင်္ဂလိပ်ရဲ့ကိုတက်ချင်တဲ့ဘာသာစကားတစ်ခုရဲ့ပေါ့ကျွန်တော်ကနှစ်ခုတည်းတင်တင်ရမယ်လို့ပြောရမှာမဟုတ်ဘူးနော်အဲ့ဒီနှစ်ခုတက်ပြီးသွားလို့ရှိရင်အာနောက်ထပ်ကိုတင်နေတဲ့ဘာသာစကားတွေဆိုလို့ရှိရင်ထပ်တင်အချင်းတစ်ခုတည်းမှာဘာသာစကားကိုအများကြီးမတင်ခိုင်းတာကျန်တဲ့အရာတွေလည်းအဲ့လိုပဲဒီ ကျွန်တော်တို့တစ်ခုတည်းကိုပဲဖြစ်ဖြစ်မြောက်မြောက်လုပ်ပါငါဒီ9နှစ်အတွင်းမှာ plan ချလိုက်ငါဒီ9နှစ်အတွင်းမှာဘာလုပ်မလဲဆိုပြီးတော့ကြံထားလို့ရှိရင်အဲ့ဒီအရာတစ်ခုကိုပဲဒီ focus ထားပြီးတော့ design မမတ်လုပ်အော်တစ်ခုတည်းကိုပဲကြိုးစားအဲ့ဒါဆိုလို့ရှိရင်ကိုကဒီမရောတဲ့အတွက် line မကြောင်တဲ့အတွက်ဒီကိုလုပ်တဲ့အရာပို့ပြီးတော့ဖြစ်မြောက်တယ်ကိုလုပ်တဲ့အလုပ်ပေါ်မှာပို့ပြီးတော့ခါကြတော့အာယုံဆိုင်နိုင်တယ်နောက်ပြီးတော့လုပ်တဲ့အခါမှာ နောက်ပြန်လဲတတ်တဲ့အကျင့်ကိုမလုပ်ပါနဲ့အဲ့ဒါကြီးကအကျင့်ပါသွားရင်မကောင်းပါဘူးဒီကိုလုပ်တဲ့အလုပ်ကိုအဆုံးထိရောက်လမ်းတဝက်ရောက်လိုက်ပြန်လဲလိုက်အစအနေပြန်စားလိုက်အဲ့လိုလှုပ်ခြင်းအပြင်ကျွန်တော်ဘယ်အရာမှမဖြစ်ထွန်းပါဘူးလူကြားထဲမှာစကားပြောရမှကြောက်တယ် presentation လုပ်ရမှကြောက်တယ်ဆိုရင်ဘယ်လိုလုပ်လို့ရမလဲဆိုရင်ကျွန်တော်ကိုပြောမဲ့အရာတွေကိုနှုတ်ရေးထားပါနှုတ်ရေးပြီးတော့ခါကျတော့ ညအိယာဝန်ကနေ့တိုင်းမှာထက်ခါထက်ခါဖတ်ပြီးအကယ်၍အိတ်သွားပြီဆိုလို့ရှိရင်လည်းကိုကစိတ်ထဲမှာအဲ့ဒီအရာကိုပြောနေအပြင်းမတကယ်ပြောနေတယ်လို့စိတ်ထဲမှာပြောနေပါနောက်ပြီးတော့မှန်ရှင်းမှလည်းထုံနီးတူသွားပဲလေ့ကျင့်လို့ရတယ်အဲ့လိုမျိုးထက်ခါထက်ခါပြောနေခြင်းအပြင်ဒီပိဋိတ်သက်ရှိမှာကြောက်စိတ်ကြောက်နိုင်ပါတယ်တဲ့တသက်တဲ့ကြောက်စိတ်အကြောင်းလေးပြောပြမယ်ငယ်ငယ်ကတည်းကကိုအရန်ကြောက်ရတဲ့ဒူတယောက်နဲ့ကြည်ပြင်းလာတဲ့ကလေးငယ်တယောက်ကတဲ့ ကြီးလာလို့ရှိရင်လူကြောက်တဲ့သူဖြစ်လာနိုင်ပါတယ်တဲ့အဲ့ဒါကိုကျွန်တော်တို့စိတ်ပညာနည်းနဲ့ပူလို့ရတယ်ဘယ်လိုလဲဆိုတော့အတိတ်ကအဖြစ်အပျက်တွေကိုပြန်ပြီးတော့အမှတ်ရရင်အဲ့ဒီကြောက်စိတ်ကကြောက်ပါလေတဲ့ငငယ်ကကိုဘလို့ကိုကြောက်ခဲ့တယ်ဘလို့အကြောင်းအရာကိုကြောက်ခဲ့တယ်အဲ့ဒီအရာကိုပြန်တွေးမိရဆိုလို့ရှိရင်ကိုရဲ့ကြောက်စိတ်ပြောက်တယ်ဒီဥစ္စာကကြောက်စိတ်မှမဟုတ်ဘူးတခြားသောဝေဒနာတွေကိုလည်းဒီနီးလန်းနဲ့ကုလို့ရတယ် ဒီဆောက်ထဲမှာပါတဲ့အရာတခုဆိုလို့ရှိရင်ဒီဇနီးမောင်နဲ့နှစ်ဦးမှာဇနီးတွေကဒီချစ်တီနီးနှောတဲ့အခါမှာမပြီးမြောက်ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီစီကန်းနေပြတယ်စီးရီတောက်တယ်ဒါပေမဲ့မရဘူးနောက်ဆုံးဒီ psycho test လုပ်ကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ခါကြတော့ဒီသူငငယ်တုန်းကရှူပေါက်တဲ့အခါမှာမိခင်ဖြစ်သူကလက်နဲ့ရိုက်လိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်တော့ clear လန့်သွားတယ်အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲအခုနေတော့အတိုင်းလာမှာဒီမပြင်းမြောက်ပဲဖြစ်နေတာပေါ့ အဲ့ဒီအတိတ်ကိုပြန်ပြီးတော့တတိယသွားတဲ့အခါမှာအဆင်ပြေသွားရဲ့တဲ့နှုတ်တချို့သောဝေဒနာတွေကအကြောင်းရင်းကိုမတိကြိုက်မှဖြစ်ပြီးတော့အကြောင်းရင်းကိုပြန်ပြီးတိသွားလို့ရှိရင်အလိုလျောက်ပျောက်တတ်ဒီကစိတ်ဤသဘောတဘာဝဖြစ်ဖြစ်ဤတဲ့ communication skill စကားပြောစွမ်းရင်ကောင်းကျင်တယ်ဆိုလို့ရှိရင် listener ကောင်းတယောက်ဖြစ်အောင်လုပ်ပါတယ်ကျွန်တော်တို့ တပတ်သားပြောတာကိုဘာမှမပြောဘဲနဲ့သူပြောတဲ့အရာကိုဟုတ်ကဲ့ဟုတ်ဟုတ်လိုက်ပြီးထောက်ခံပြီးတယ်သူပြောတဲ့အရာကိုတလီတစားအာယုံဆိုင်ပြီးတော့နားထောင်ပြီးတယ်ဆိုရင်တော့မှတဖက်သူရဲ့စိတ်ထဲမှာကိုယ့်ကိုစကားပြောစွန့်ရင်ကောင်းတဲ့သူတယောက်အဖြစ်တောင်မြင်နိုင်ပါလေတဲ့နည်းနည်းပြောပါများများနားထောင်ပါလူတယောက်ယောက်နဲ့မိတ်ဆွေအစ်စ်တူးဦးနဲ့တွေ့တဲ့အခါမှာသူတို့ရဲ့နာမည်နဲ့ပုံစံကိုတခါတည်းတွေ့ရုံနဲ့မှတ်မိနိုင်အောင်ကြိုးစားပါတဲ့လူတွေက တို့ရဲ့နာမည်ကိုခေါ်တဲ့အတန်အပါရဆုံးပဲတဲ့သိကြကြတယ်ကျွန်တော်တို့တတ်နိုင်လို့ရှိရင်တို့ကြိုက်တဲ့ဝါသနာအစားအစာအယောင်တို့ဘယ်မှာနေတယ်အသက်ငွေနှစ်ဒီလိုအကြောင်းအရာတွေပါတိထားလို့ရှိရင်အကောင်းဆုံးပဲစားသောက်ဆိုင်တစ်ခုခုမှစားလို့ရှိရင်အဲ့နီးကဒါလေးကြိုက်တတ်တာမို့လားရေခဲမို့ဆိုလို့ရှိရင်ချောကလက်လေးကြိုက်တာမလားငါဒါမှားလိုက်မယ်တစ်ခုခုပစ္စည်းတစ်ခုခုအဝယ်အစားတစ်ခုခုဝယ်တော့မယ်ဆိုလို့ရှိရင် နင်းကြိုက်တဲ့အင်းကြီးဘာယောင်လေးဘဲဆိုင်မှာရှိတယ်ဒီလိုမျိုးပြောပြခြင်းအပြင်တစ်ဖက်သူကိုဂယူးဆိုင်တယ်ဆိုတဲ့အပြုအမူပြတ်ရကြတယ်တစ်ဖက်သူကလည်းအဲ့လိုမျိုးဂယူးဆိုင်ပြတဲ့အရာကိုသဘောကျတယ်အဲ့ဒီလူကိုလူတိုင်းချစ်ခင်နေတတ်ကြတယ်ကျွန်တော်တို့လည်းဒီကိုကြိုက်တဲ့အရာလေးကိုတခြားသူကမှတ်ထားလို့ရှိရင်ကိုလည်းသဘောကျတယ်လေတကယ်လို့ကိုကမမတ်နိုင်ဘူးဆိုလို့ရှိရင်စာအုပ်ထဲမှာချရေးထားပါမက်ဖြူမွေးနေ့ ဲတော့နောက်ပြီးတော့ဘာကြောင့်ကြိုက်တယ်မောင်မောင်ဘယ်မှာနေတယ်ဘာကြိုက်တတ်တယ်အဲ့လိုမျိုးခြာရေးထားပါအဲ့လိုခြာရေးပြီးတော့ခါကျတော့ကိုအားလက်တဲ့အချိန်မှာပြန်ပြန်ပြီးတော့ဖတ်ပြီးဒီသူတို့နဲ့တွေ့တဲ့အခါမှာအဲ့ဒီအရာကိုပြန်ပြီးတော့အသုံးချကြည့်တခြားသူတွေကိုညှောက်ပြီးတော့ပြောပြပါညှောက်ပြောတာကိုလူတိုင်းကြိုက်ကြတယ်ဒါပေမဲ့မဟုတ်တာကိုတော့မမြောက်အောင်အသားညိုတဲ့သူတယောက်ကိုသွားပြီးတော့အသားဖြူခွေးနေရပဲဆိုတာမျိုးဒီသူမတော်တဲ့အရာတခုဟာသူကအရန်တော်တာပဲအဲ့လိုမျိုး လိန်ညာပြီးတော့မမြောက်ပါနဲ့အဲ့လိုမြောက်တာကိုတစ်ဖက်သူကလည်းသူ့ကိုရှောက်ပြီးမြောက်နေမှတိပါတယ်အမြောက်မတက်ရင်စဲသလိုတော့မှဖြစ်တတ်ပါတယ်အဟုတ်တကယ်တောနေတဲ့အရာတွေကိုပဲမြောက်ပြီးပြောပေးပါရိုးရိုးမြောက်ပါ နောက်ပြီးတော့ဒီမိမိရဲ့လက်အောက်ငယ်သားတွေကိုချီးမွမ်းပေးပါတဲ့အလုံးမှာတော်တဲ့ဝန်ထမ်းတစ်ယောက်ကိုချီးမွမ်းပေးခြင်းအပြင်မိမိလုပ်ငန်းကိုပို့ပြီးတော့တွင်ကျယ်စေတယ်ဒီနေရာမှာအထက်လူကြီးတွေအမှတ်မှားနေတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ ငါသူ့ကိုမြောက်လိုက်လို့ရှိရင်လာစာပူတောင်းမှာပဲဆိုပြီးတော့ခင်းနေတတ်ကြတယ်အဲ့ဒီဝင်ထဲကတကယ်ကိုတော်တယ်ဆိုလို့ရှိရင်လာစာတိုးပေးတဲ့ရင်တိုးပေးလိုက်ပါအဲ့လိုမျိုးတိုးပေးလိုက်ခြင်းအပြင်မိမိလုပ်ငန်းမှာသူ့ရဲ့ performance ကပူပြီးတော့ခါကြတော့ကောင်းလာပါလိမ့်မယ်ချီးကျူးပေးပါဒီသူကအရန်တော်တယ်သူလုပ်တဲ့အခါမှာအရန် professional ဆန်းတယ်အဲ့လိုမျိုးပြောပေးခြင်းအပြင်ဒီလူတွေကလူတိုင်းလူတိုင်းပေါ့နော်ပုံမှန်ထက် ပူပြီးတော့ခါကြတော့ကောင်းအောင်လုပ်တတ်ကြတယ်အဲ့ဒါလူတဘာပါပဲဒီချီးကျူးရင်ရှေ့မှာမဟုတ်ဘဲနဲ့ကွဲရမှာချီးကျူးနိုင်ရင်ပိုးတော်မှာကောင်းပါလေတဲ့အလုတ်မကောင်းတဲ့သူဒီအလုတ်လောက်တာမကောင်းတဲ့သူကိုမတော်တဲ့သူကိုတော့ချီးကျူးရမယ်ဆိုပြီးတော့ဆိုလိုတာမျိုးမဟုတ်ပါဘူးတဲ့အခုအနည်းထိုင်အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းနဲ့အိမ်မှာနေရင်းနဲ့လည်းစမှတ်ကြအောင်နေပါကျွန်တော်တို့ပေါင်ကားပြီးထိုင်တာမျိုး ခြေပြက်လက်ပြက်ထိုင်တာမျိုးအဲ့လိုမျိုးတွေမလုပ်ပါနဲ့တကူတည်းနေတဲ့အခါမှာလည်းအများရှိမှနေတကယ်တော့နေပါတခါတရံမိတ်ဆွေတွေနဲ့တွေ့တဲ့အခါမျိုးတွေမှာကိုယ့်ရဲ့အိမ်မှာနေတဲ့ဇယိုက်လက္ခဏာလေးတွေကအမှုမဲ့အမတ်မဲ့ပေါ်သွားတယ်ပါတယ်အဲ့ဒီအခါမှာမိမိရိုးကြသေးပါတယ်နောက်ပြီးတော့တလုံးလုံးတရားရဖြစ်နေတဲ့သူတွေတွေ့ဘူးကြလိမ့်မယ်အဲ့ဒီသူတွေကမတိမတာအာရင်ကုန်ခန်းတဲ့အတွက်ကြောင့်မလို့ဒီမြို့တက်ကိုတုတ်ရုပ်စီပါတယ်တောင်းတောင်းရင်ဒီခိုင်းတာလည်းမဟုတ်ဘူး တောင်းတောင်းရင်နေပြန်ရင်လည်းညှို့တဲ့ဆုပ်ယုပ်စီရဲ့တဲ့။ငါတို့ကအဲ့ဒါဆိုရင်ဘယ်လိုနေရမှာလဲ။အဖြေရှိပါတယ်။ကျွန်တော်တို့စကားပြောတဲ့အခါမှာ2မိနစ်သုံးမဟုတ်3မိနစ်ကြာတခါလောက်ပြောင်းပေးနိုင်တယ်။ဒီခြေချင်းချိတ်ခါရဲဆိုလို့ရှိရင်ဘယ်ညာကိုမတိမတာလေးပြောင်းပေးပေါ့။တခြားသူရဲ့အမြင်မှာကိုကတက်တောင့်တက်တာဖြစ်နေတဲ့ပုံစံပေါက်ပါလေ။ကျွန်တော်တို့စကားပြောတဲ့အခါမှာလက်ဟန်ခြေဟန်တွေကိုအသုံးပြုကြတယ်။အဲ့ဒီအခါမှာဘယ်သောအခါမှာ လမ်းမောင်းရင်းကိုလှုပ်ပြီးတော့မမြုံးမိပါသေးနဲ့ကြည့်ရတာအမြင်ဆိုးစေပါတယ်ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်တို့လက်ကောက်ဝတ်ကိုပဲလှုပ်ပြီးတာအကောင်းဆုံးပဲမင်းကလေးတွေဆိုလို့ရှိရင်လည်းဒီရင်ဘတ်နဲ့ချက်ကြားထဲမှာလက်ကိုဒီလိုအနေထားထားပြီးခြင်းအပြင်တခြားသူရဲ့အမြင်မှာဒီကိုကြည့်ကောင်းစေပါတယ်အခုအဲ့မပြောရတဲ့သူရှိကြလားနီလန်ကောင်းလေးတစ်ခုပေးပါမယ်လွယ်ကူပြီးတော့အရန်ရိုးရှင်းပါတယ်ကျွန်တော်တို့ မအိတ်ခင်မှာအကျောလျှော့ပေးပါမိမိအကျောယော့နေလဲဆိုလို့ရှိရင်လင်းလင်းမြန်မြန်အိတ်ပြောစီပါတယ်နောက်ပြီးတော့အိတ်မပြောတဲ့သူတော်တော်များများကအိတ်ချင်တယ်အိတ်ချင်တယ်ဆိုပြီးစိတ်ကိုတင်းပြီးတော့အိတ်နေရတဲ့အတွက်ကြောင့်မလို့အိတ်မပြောခြင်းဖြစ်ပါတယ်အဲ့ဒီအခါမှာစိတ်ကိုလဲလျှော့လိုက်ခန္ဓာကိုယ်ကိုလဲလျှော့တာတကယ်လို့ဒီကိုခန္ဓာကိုလဲစစ်သေးကြည့်ပေါ့နော်ဘယ်နေရာတင်းနေတယ်လဲမှောင်မှန်တင်းနေလားခါးတင်းနေသလားအဲ့ဒါကိုတိတိချင်းအဲ့ဒီအရာကို ျော့ချလိုက်စိတ်ကဒီတခုခုတွေးကြရပါရင်များနေရဆိုရင်လေအသက်ရှူတဲ့ဇီကိုအာယုံဆိုင်ပြီးတော့ခါကြတော့စိတ်ကိုလျှော့ပေးအခုနီလန်းကိုသုံးပေးခြင်းအပြင်အိတ်မပြောတဲ့ပြဿနာကိုဖြေရှင်းနိုင်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့စိတ်ပညာပိုင်းဆိုင်ရာရေတော့အများကြီးပဲကျွန်တော်နောက်ဆုံးအနေနဲ့အပြင်စိတ်နဲ့အတွင်းစိတ်အကြောင်းလေးပြောပြပေးမယ်အတွင်းစိတ်ကကြတော့အပြင်စိတ်ချိုင်းတာကိုလောရတယ်အပြင်စိတ်ကကြတော့ကြံစည်တဲ့စိတ်ဒီအပြင်စိတ်နဲ့လိုအပ်တာကိုတောင်းလို့ရမယ် အတွင်းစိတ်ကအပြင်စိတ်ခိုင်းတာကိုလုပ်တယ်။အဲ့ဒီစိတ်နှစ်ခုကတွေးမှာသာတောင်းနိုင်တယ်။ဘယ်အချိန်မှာတွေးကြသလဲဆိုလို့ရှိရင်နိုးခြင်းနဲ့အိပ်စက်ခြင်းကြာအဲ့ရမပြောတပြောအချိန်တွေးမှာဆိုလို့ရှိရင်သူတို့စိတ်နှစ်ခုတွေးဆုံးရတယ်။အဲ့လိုမပြောတပြောအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အတွင်းစိတ်ကအရင်ကတင်ထားတဲ့အရာတွေပြန်ပေါ်လာကိုအပြင်စိတ်ကမြင်ရတယ်။အဲ့လုံးလုံးဝအိပ်ပျော်နေတဲ့အချိန်မှာကျတော့ဒီအပြင်စိတ်ကြီးတက်တက်ဖြစ်တဲ့အတွက်ကြောင့်မလို့အတွင်းစိတ်နဲ့မတွေ့နိုင်ဘူး။ အဲ့၍မပြော့တပြော့အနေထားမှာဆိုရင်အပြင်စိတ်ကမပြော့တပြော့ဖြစ်နေတယ်အတွင်းစိတ်ကကျတော့လုံလုံနိုးနေတယ်အဲ့ဒီအချိန်မှာဒီစိတ်နှစ်ခုတွေ့ဆုံကြတယ်အဲ့ဒီအခါမှာမိမိအလိုရှိတဲ့အရာကိုတောင်းတရင်အပြင်စိတ်ကတောင်းတခြင်းကိုအတွင်းစိတ်ကသိရတဲ့အတွက်ကြောင့်မလို့ဒီကိုလိုလားတဲ့အရာအတိုင်းချစ်မြောက်အောင်ကူညီပေးပါတယ်တဲ့အရင်ကသင်ထားတဲ့ အကြောင်းအရာတချို့မမှန်မိဘူးဆိုလို့ရှင်အဲ့လိုမျိုးအဲ့၍မပြောတပြောအချိန်မှာပြန်စဉ်းစားလို့ရှင်ရနိုင်ပါလေဆိုပြီးတော့စောက်ထဲမှာရေးထားတယ်ဒီကျွန်တော်ပြောတဲ့နောက်ဆုံးပိုင်းကိုတော့နားမလည်လို့ရှင်နှာခေါင်းလောက်ပြန်ပြီးတော့နားထောင်ကြည့်ပေါ့နော်စိတ်ပညာပိုင်းဆိုင်ရာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ခေါင်းရှုပ်စရာကောင်းတယ်ဒီစောက်ထဲမှာကျွန်တော်ပြောတာတစ်ခါပို့ပြီးတော့ခါကြတော့ပို့ပါတယ်အတွင်းစိတ်အပြင်စိတ်ဒီ ်တန်လိုက်တဲ့ညို့တဲ့ဒီအကြောင်းအရာတွေကိုဒီကြေးကြကြရေးထားတယ်တချို့အပိုင်းတွေနားမလည်လို့ရှိရင်ထက်ခါတခါပြန်ဖက်ကြည့်ပေါ့မိမိနဲ့ကိုက်ညီမဲ့အကြောင်းအရာဆိုလို့ရှိရင်ကိုကိုကိုဒီ psycho test လုပ်ပြီးရောခါကြတော့အာစောက်ထဲမှာရေးထားတဲ့အတိုင်း semi train ကြီးပေါ့စိတ်ပညာကိုစိတ်ဝင်စားတဲ့သူတွေဆိုလို့ရှိရင်ဖတ်တဲ့စာအုပ်တအုပ်ပါဒီစာအုပ်ရဲ့ တန်မိုးကတော့ကျွန်တော်မသိပါဘူးဒီထဲမှာပါတဲ့အတိုင်းပြောရလို့ရှင်တော့၁၀ကျပ်ပါစောက်ကတော်တော်ကြာပြီဟုတ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အကယ်လို့နောက်ထပ် review ပေးစီခြင်းနဲ့စောက်လေးတွေရှင်လဲ comment box မှာဝင်ရင်းပေးသွားလို့ရပါတယ်လာရပြီးချုံမွဲကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေ